ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဒီနန်လဲပြူမင်းလဲပြူမီနိမိတ်လက္ခဏာလာပါပြီနဲ့မဟာလာတို့ကဲဇယ်ရေးအတွက်ဘာတွေလုပ်နေလဲစသည် ပြောပြပါပြီတဲ့ရဲဘော်ရှမ်းလေးမင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်မက်စလာနဆက်ရှိရနေတောက်ကြနေဒီနေ့မှာကျွန်တော်နိုင်ငံအတွင်းထဲမှာပြင်းထန်တဲ့ငလိလောက်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်ဆိုတော့ကျွန်တော်ရဲ့မိဘအတွင်းကျွန်တော်ရဲ့ပြည်သူတွေ ကျွန်တော်တို့ညီကိုမောင်မတွေအပြင်းထန်ဆုံးငလေလှုပ်ခတ်မှုတွေကြားထဲမှာအသက်အိုးအိမ်စီးစိမ်တွေအများအများပြူကျပျက်စီးခဲ့တဲ့အကြောင်းကြတိရတယ်မြင်တွေ့ရတဲ့အတွက်ကျွန်တော်တို့မိဘတွေနဲ့အတူတူထပ်တူစင်ကောင်းဖြစ်မိပါတယ်ဒီနေ့လိုတောက်ကြာရက်မျိုးမှာမွတ်စလင်ဘာသာဝင်တွေဝတ်ပြုကိုးကွယ်နေတဲ့အချိန်ဒီအချိန်မှာပဲပြင်းထန်တဲ့ငလေလှုပ်ခတ်မှုတွေကြားမွတ်စလင်ဘာသာဝင်တွေ တို့ရဲ့ဒါဝတ်ပြုကိုကိုရဲ့နေတဲ့ဗလီအတွင်းထဲမှာပဲဒါအသက်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက်လဲတကယ့်ကိုဝမ်းနဲ့စိတ်မကောင်းဖြစ်မိပါတယ်အသက်ထဲမှာပဲကျွန်တော်တို့အချင်းကန်တစ်တိလေးတွေမှာအချင်းချခံနေရတဲ့အမေအိုတောင်ဆန်းစွကြည်ကိုလဲကျွန်တော်တတိယမိရသူရောအဆင်ပြေပါမလား သူနဲ့တူသူရန်ကိုချစ်တဲ့ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်မတွေရောအဆင်ပြေပါမလားကျွန်တော်ငလေးလောက်ခတ်ပြီးပြီးချင်းအချိန်မှာပဲတူရဲဆူတောင်းမိပါတယ်ဆိုတော့ဒီနေ့ကျွန်တော်အဓိကတင်ပြပေးသွားမှာကတော့ဒီမိစ္ဆာကောင်တွေရဲ့လက်ထက်မှာကျွန်တော်ပြည်သူတွေအရှင်လက်လက်ငရေခံနေရတဲ့ဖြစ်ပျက်တွေကျွန်တော်ရုပ်သံဗီဒီယိုဖိုင်တွေနဲ့ ကျွန်တော်မိဘတွေကိုတင်ပြပေးပါမယ်။နောက်ထပ်ဒီကိငလင်လုတ်ခတ်ခြင်းဟာထီးနှံလဲပြူမင်းလဲပြူမဲ့နမိတ်လက္ခဏာတို့ကျွန်တော်တို့မှတ်ယူရပါမယ်။ဒီနိုင်ငံရဲ့အစိုးရအဆုံးသောကာလတွေအစိုးရအဆုံးသောဖြစ်ပျက်တွေကိုကြော်ဖြတ်ပြီးသွားရင်ကျွန်တော်တို့မိဘပြည်သူတွေအကောင်းမွန်ဆုံးပြန်လဲတိဆောက်ကြမယ်။ကောင်းမွန်ဆုံးသောအနာဂတ်ကိုဖန်တီးကြမယ်။ ဟုတ်ပြီစကိုင်းတရားကနေပြီးတော့ပြိုကျလာခဲ့တဲ့ငလင်ဟာနေပြီးတော့အထိရိုက်ခတ်သွားပါတယ်နေပြီးတော့မှရှိတဲ့အချမ်းမဖတ်စစ်ခွေးကောင်တွေအရှင်လက်လက်မြေမြူခံလိုက်ရတဲ့အကြောင်းဟာလေငလင်ရဲ့ရိုက်ခတ်ရိုက်ခတ်မှုတွေကြားထဲမှာသူတို့တွေလည်းခံလိုက်ရပါတယ်ဟုတ်ပြီကျွန်တော်အများသုံးခွန်နေကြတဲ့နေပူတော်ရဲ့ လေစိတ်ထိမ့်သိမ့်ရေးတာဝါကြိုးကြပြီးတော့လုံလုံနေတဲ့ဝန်ထမ်းတွေအကုန်လုံးပြေဆုံးခဲ့ရတဲ့အကြောင်းကျွန်တော်ကြားသိထားရပါတယ်အဲ့ဒီနေပြူတော်မှာပဲနိုင်ငံသားကြီးရဝန်ကြီးယုံအလုသမားကြီးရဝန်ကြီးယုံ အပါဝင်ဝန်ကြီးဌာနစောင့်နေပြိုကျပျက်စီးပြီးတော့အလုသမားကြီးရဝန်ကြီးအမြဲတမ်းဝန်ကြီးဝင်ငယ်တွေနဲ့အပါအဝင် နိုင်ငံသားကြီးရဝင်ကြီးအရာရှိအချို့လဲ အရှင်လက်လက်မိမျိုးသွားကြကြောင်းကိုကျွန်တော်တို့သိရှိထားရပါတယ်ကျွန်တော်တို့ငလင်တန်ပင်းထန်စွာခန်းစားလိုက်ရတဲ့စကိုင်းတိုင်းဒေသကြီးနဲ့ကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးတစ်ချောလုံးမှာကျွန်တော်တို့ရဲ့ပြည်သူတွေအခုချိန်ထိတိကြိုက်ဒဏ်ရာသိဆုံးမှုစည်းရင်းတွေကိုကောက်ယူလို့မရသေးပါဘူးအပြည့်စည်းတွေကတော်တော်ကိုများပြားတာကိုကျွန်တော်တို့တွေ့ရပါတယ် ဆိုတော့ဒီငလင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် NUG အစိုးရအနေနဲ့မက်စလာလာဇန်ပိုင်းတွေကကြိုတင်ပြီးတော့ထုတ်ပြန်ကြီးညာချက်နဲ့ငလင်းလောက်ခတ်ပြီးနောက်ပိုင်းတွေငလင်းမလောက်ခတ်ခင်အချိန်တွေမှာဘလိုမျိုးကြိုတင်ပြင်မှုနဲ့ရှောင်ရှားဖို့တွေပြီးတော့ရေးဖို့ကုသရေးအစီအစဉ်တွေကျွန်တော်တို့သူတို့တင်ပြထားတာကိုလည်းကျွန်တော်တို့တွေးရှိခဲ့ရပြီးဖြစ်ပါတယ်ဒီကတော့ကျွန်တော်ပြည်သူတွေ ဒီကနေ့နာမှုအတွက်ကျွန်တော်လွန်စွာစင်ကောင်းပြစ်မိပါတယ်ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာနိုင်ငံအတွင်းထဲမှာနှီးမျိုးစုံနဲ့နေထိုင်လို့မရတဲ့အခြေအနေမျိုးမျိုးကြောင့်တိုင်းတစ်ပါးအသာအခြားသောနိုင်ငံတွေမှာတွားရောက်အလုလုကင်နေတဲ့ကျွန်တော်တို့ရဲ့အလုသမားထူကြီးဟာလဲဒီငလင်တန်းတွေကြားရဲမှာအသက်ပေါင်းမြောက်များစွာတိတ်ဆုံးခဲ့ရတယ် ဒီနေ့ဟာတော့ကျွန်တော်မိဘပြည်သူတွေရဲ့စင်ကောင်းဖြစ်စရာနေ့တစ်ခုပါဒါပေမဲ့လည်းပဲဒါဟာကျွန်တော်နိုင်ငံရဲ့အလှည့်ပြောင်းတစ်ခုမန်လေးနန်းဆောင်မြို့ရိုးကြီးပြိုကျသွားတဲ့ပုံရိပ်အာထင်းနဲ့လည်းပြိုမင်းလည်းပြိုမဲ့အခြေအနေတစ်ခုဖြစ်ကျွန်တော်တို့ ုံးသက်ပြီးတော့အကောင်းဆုံးစ조사လုံဆောင်ကြရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်ဆက်ဆက်ပြီးတော့ပရမအုံဆုံးကြားကြားလိုက်ရတာကချမ်းတောင်ဒေတာအတွင်းမှာငလင်လောက်ခတ်မှုကြောင့်တေဆုံးသူပေါင်း38ဦးထက်မနည်းရှိနေပါတယ်ဆိုတော့ခြားသောဒေတာတွေဒါတေဆုံးတိုင်ရရတဲ့စည်ရင်းတွေကိုလည်းကျွန်တော်တို့ကြားသိရမှာဖြစ်ပါတယ်ကျွန်တော်တို့လုံမြောက်တော့ ဒေသတွေမှာတော့ကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့အကောင်းဆုံးဒါဝင်းရဲ့ကုညီမှုတွေကေဆေးလုပ်ငန်းတွေကို နေရောညောလှုပ်ဆောင်နေပါချောင်းကိုကျွန်တော်မိဘတွေကိုတည်ပေးလိုတယ်ဆိုတော့ကျွန်တော်ပြည်သူကိုနေ့စဉ်ဘုံကျဲတပ်ဖြတ်နေတဲ့ကောင်တွေဟာဘာကြောင့်ဒီငလင်တုတ်ခတ်မှုကိုကြိုတင်ပြီးတော့ကျွန်တော်မိဘပြည်သူတွေအတွက်သူတို့တွေကြိုတင်စီစဉ်ခံွယ်မှု လုံးလုံးမမရှိရတာလေကျွန်တော်လက်ရှိအကြောင်းကိုပဲကျွန်တော်မိဘတွေကိုဆွေးနွေးပေးနေတာပါကျောင်းနိုင်ငံတွင်းထဲမှာဒီလိုမျိုးသဘောဘေးအနေနဲ့ကြုံတွေ့လာခဲ့မယ်ဆိုရင်ကျွန်တော်တို့ပြည်သူကိုကယ်ဆယ်စောင့်ရှောက်မဲ့အရေးပေါ်အခြေအနေတွေနဲ့ကျွန်တော်သဘောဘေးအနေနဲ့ခံစားပြီးတဲ့အချိန်မှာကျွန်တော်တို့ပြည်သူအတွက်အဲ့ဒီကောင်ကြီးမလုပ်ထားတာရှိပါလဲ ဘာမှအစီအမံမရှိဘူးဘာမှကြိုတင်စီစဉ်တာမရှိဘူးသူတို့ခေါင်းထဲမှာရှိတာကနေ့စဉ်ကျွန်တော်တို့ပြည်သူကိုဘုံကျဲတက်ဖြတ်ဖို့ပဲသူတို့တွေအစီအမံတွေဆွဲနေကြတယ်ဒါတော့နေပြီးတော့အစည်းအဝေးမှာနေပြီးတော့အဆောက်အဦပြုတ်ကျပျက်စီးခဲ့ပြီးတော့အဲ့ဒီမှာအစည်းအဝေးလုပ်နေတဲ့ဇော်မဲလုံးဇော်မဲလိန်ဆိုတဲ့ကောင်အခါလဲပွင့်ခြင်းပြီးတောက်သွားရမှာ ငလင်လုတ်တဲ့အဆောက်အဦးစတဲ့ပြူတာနဲ့အဲ့ဒီကောင်းတဲ့တစ်ဖွဲ့လုံးအရင်ဆုံးထွက်ပြေးတာကျွန်တော်ဒီဗီဒီယိုဖိုင်ဒီကနေ့ကျွန်တော်သတင်းရဲ့အစုံပိုင်းတွေမှာကျွန်တော်မိဘတွေဒါကြည့်ရှုဖို့အတွက်ကျွန်တော်စုပေါင်းပြီးတော့တင်ပြပေးမှာဖြစ်တယ်ဒီလိုကောင်းတွေတောင်မှသူတို့ရဲ့အခြေအနေသူတို့ကိုသူတို့လည်းမကာကွယ်နိုင်ကျွန်တော်ပြည်သူကိုကာဝယ်မယ်ကျွန်တော်ပြည်သူအတွက်တဘာဘေးနဲ့ကြောက်ရောက်ခဲ့မယ်ဆိုရင် ကြိုတင်ကာဝယ်မှုတဘောဘေးအန္တရာယ်ဖြစ်ပြီးတဲ့အချိန်မှာဘလို့မျိုး ကုသကြမယ်ဘလို့မျိုးကယ်ဆယ်ကြမယ်ဆိုတဲ့အစီအစဉ်တစ်ခုမှမရှိတာကိုအာဩစရာမလုံမလုံတွေ့အောင်အာဩစရာတော့မလုံဘူးပေါ့ဗျာကျွန်တော်ပြည်သူအလူလဲခံလိုက်ရပါတယ်ကျွန်တော်ပြည်သူဟာပြည်သူချင်းချင်းပဲပြန်ပြီးတော့ကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေခဲ့ကြရတယ် နိုင်ငံတွင်းမှာရှိတဲ့ရှေဟောင်းအမွေနှစ်တွေအကုန်လုံးကြီးစားပုံ ဖြစ်ခဲ့ရတယ်။ရှေဟောင်းအမွေနှစ်ဆိုလို့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့ရှေဟောင်းအဆောက်အုံတွေ CD Pro ကျောင်းကန်တွေဟာအာနာယုအုပ်စုရဲ့စီကံမဲ့ပြုပြင် ထိမ့်သိမ်းမှုတွေကြောင့် UNESCO မဝင်ခဲ့တာတွေအများကြီးရှိတယ် ကျွန်တော်တို့ဒီစီဒီဆောက်အုံတွေကိုပြုပြင်ထိမ့်သိဖို့နေနေတာတာတကယ်ကိုညံပြင်းလို့နဲ့အစီအမံတွေကြောင့်ရှေးဟောင်းအဆောက်အုံတွေရှေးဟောင်းမြို့ရိုးတွေကို လက်ရှိအင်္ဂလိပ်တွေနဲ့ဖာထေးပြီးတော့ပုံစံမပြတ်လုဆောင်ခဲ့တဲ့အချင်းအရာတွေပြီးတော့ ကျွန်တော်တို့ဒီနေ့ခေတ်ဆေးရောင်တွေခြေပြီးတော့ပုံဖြတ်ခဲ့တဲ့လူတွေအခုနိုင်ငံအတွင်းထဲမှာကြီးမားတဲ့ငလင်လှုပ်ခတ်မှုတွေဖြစ်ပေါ်နေပြီသူတို့ကျွန်တော်တို့ပြည်သူအတွက်ကြိုတင်စီစဉ်ထားတာဘာရှိပါသလဲဆိုရဲမိခွန်းတကွာလုံးမှာကြိရှုနေတယ်ကျွန်တော်ရဲ့မိဘပြည်သူတွေသူတို့ကို၌အဖြေမရှိဘူးအရန်စင်ကောင်းဖြစ်ဖို့ကောင်းတယ်ကျွန်တော်တို့နိုင်ငံ ။ဒါကြောင့်လက်ရှိ အခြေအနေဟာကျွန်တော်အားလုံးအကောင်းဆုံးအတူတူဝင်းရံပြီးတော့အချင်းချင်းဖေးမှရင်းနဲ့ကြော်ကြော်ဖြတ်ကြရမှာဖြစ်တယ်။ဒါကိုလည်းကျွန်တော်ကြော်ဖြတ်နိုင်တဲ့အရေးချင်းကျွန်တော်တို့တဝူးချင်းစီတိုင်းမှာရှိပါတယ်။ကျွန်တော်တို့ရဲဘော်တွေကိုစိတ်ပူပေးနေတယ်ကျွန်တော်ရဲ့မိဘတွေလည်းဒါ message box ကနေပြီးတော့ကျွန်တော်ကိုမေးမြန်းလာလာရှိပါကျွန်တော်တို့အတွက်မပူပါနဲ့။ကျွန်တော်တို့ကဒီငလင်းစလှုပ်ပြီးဆိုတာနဲ့ ပထမအဦးဆုံးကျွန်တော်တို့ပြင်းမြင်တာကမြို့ပြဒေသမှာရှိတဲ့ကျွန်တော်တို့မိဘပြည်သူတွေကိုပြေးပြီးတော့ညှိမိတာပါဥပမာတစ်ခုပြောပြပါမယ်ဂျပန်မှာငလင်ထုတ်လို့တရားစင်ကျိုးသွားတာနှစ်ရက်အပြီးဂျပန်ကပညာရှင်တွေနဲ့အင်ဂျင်နီယာတွေဂျပန်အစိုးရကပြင်ဆင်ပေးနိုင်ခဲ့တယ်အခုစကိုင်းတရာကြီးကြိုးကြပျက်စီးခဲ့ပြီး နှစ်ရက်အတွင်းပြင်ဆင်နိုင်တဲ့အရေးချင်းရှိလားမရှိလားကျွန်တော်ရဲ့မိဘတွေစောင့်ကြည့်ပေးပါဒါကအပြည့်ပါပဲဒါကအပြည့်ပါပဲဘလောက်တနိုင်ရင်လုံးဝကြီးမားတဲ့ငလင်လှုပ်ခတ်နေသည့်တိုင်အောင်ကျွန်တော်တို့ရသပြည်သူအတွက်ကဲဆယ်ရေးလုပ်ငန်းကဲဆယ်ရေးအတွက်ရဟရင်ကဲဆယ်ရေးအတွက်ဘာတစ်ခုမှစီမံထားတာမရှိဘဲနဲ့နေ့စဉ်ရက်ဆက်ဘုံကျက်တက်ဖြတ်ဖို့ကြတော့လက်ရဟရင်တွေတိုက်လေရင်တွေကို သုံးပြုနေတယ်အဖြစ်ကရှင်းပါတယ်အဖြစ်ကရှင်းပါတယ်ဒီနိုင်ငံတွင်းထဲမှာဖြစ်ပျက်ခဲ့တဲ့အရာအလုံးရဲ့တရားခံဟာအဲ့ဒီမိစ္ဆာကောင်တွေဖြစ်တဲ့အဲ့ဒီမိစ္ဆာကောင်ရဲ့လက်ထက်မှာပဲကျွန်တော်တို့ပြည်သူတွေအရှင်လက်လက်ငရဲကြခံရတယ်ဒါပေမဲ့ဒီချိန်ဟာနောက်ဆုံးမှာကျွန်တော်တို့အားလုံးအတူတူအတင်းပြီးတော့အတူတူယုံထကြမယ်ပြီးသွားရင်အတူတူအကောင်းဆုံး ြန်လဲ moment တိဆောက်ကြပါမယ်။ဟုတ်ကဲ့ပါ။ဒါဆိုရင်ဒီကနေ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေဟာတင်းနဲ့လဲပြုံမင်းလဲပြုံမဲ့နမိတ်လက္ခဏာတွေစတင်နေတဲ့အကြောင်းကိုကျွန်တော်ရဲ့မိဘတွေကိုတင်ပြရင်းနဲ့ကျွန်တော်တို့နေရာဒေသအသီးသီးမှာဖြစ်ပျက်ခဲ့တဲ့ဒါငလိလောက်ခတ်မှုဗီဒီယိုဖိုင်တွေကိုကျွန်တော်နဲ့အတူတူ